င်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်း channel မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့နယ်မိုင်90ကျော်အကွာဘကိုးဘောနယ်ကြီးအနီးရှိစစ်တပ်ဒိတ်ဆက်ခန်းများနဲ့စစ်ကြောင်းများကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးပြီးလက်နက်16လက်သိမ်းစီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ရန်ကုန်မြို့နယ်မိုင်90ကျော်အကွာရန်ကုန်မန္တလေးအမြန်လန်ပဲခူးမြို့ဘောနက်ကြီးတဝိုင်းရှိစစ်တပ်ကိစခန်းများနဲ့စစ်ကြောင်းများကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာစစ်သား6ဦးသေဆုံးပြီးလက်နက်6လက်သိမ်းဆီးရရှိခဲ့ကြောင်းပဲခူးခရိုင်တရင်အမှန်3800တက်တက်ခွဲရွှေချောင်းတက်ခွဲမှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါရယ်မေလ18ရက်နေ့နနက်နနာရီခန့်အချိန်ပဲခူးမြို့နယ်ဘောနက်ကြီးဆောင်းတူတိုက်ကြီးမိုင်90လမ်းပိုင်းတနေရာရှိစစ်အင်အား15ဦးခန့်ဖြင့်တက်ဆွဲထားသောဇီတော်ကုံ ဇီရော့ရွာစစ်ကောင်စီဂိတ်ကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများကိုလိုယုံထွက်ပြေးသွားကြောင်းသိရပါတယ်။အချိန်လေးနာရီလောက်အချိန်ယူချင်းကပ်ပြီးဝင်တိုက်ခဲ့တာပါ။သူတို့အလစ်အငိုက်မိသွားလို့ထွက်ပြေးတာတန်းနေတာပဲ။လက်နက်ကကင်းဆောင်တဲ့လူလောက်ပဲပေးထားပြီးကျန်တာတိုက်သေးသိမ်းထားတာဆိုတော့အလုံးနီပါလောက်တင်စီရရှိခဲ့ပါတယ်။တိုက်ပွဲအလုံးကျွန်တော်တို့ရဲဘော်တွေအထီးကိုက်မရှိခဲ့ပါဘူးဟုပဲကိုခရိုင်တပ်ရင်းအမှန်3901တပ်ခွဲရွှေချောင်းတပ်ခွဲမှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောပါတယ်။ ရင်းစစ်တပ်ကိစ္စခန်းအတွင်မှာ G4 အမျိုးအစားတနက်နှစ်လံ G3 အမျိုးအစားတနက်နှစ်လံ G2 အမျိုးအစားတနက်တစ်လံ M1 ကာပိုင်အမျိုးအစားတနက်ကိုလည်း9.62ကြီး980တောင်း9.62ကြီးပေါင်း20ခု M1 ကာပိုင်ကြီး952တောင်းကာပိုင်ကြီးပေါင်း18ခု9.56ကြီး139တောင်းနဲ့9.56ကြီးပေါင်းတို့ကိုတင်စီရရှိခဲ့ပြီးစစ်ကောင်စီကိန်းစခန်းကိုမိရှုရှင်လင်းခဲ့ကြောင်းသိရပါတယ် အလားတူမေလ22ရက်နေ့နနက်9:15မိနစ်အချိန်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်32မိုင်း8ဖားလုံးရှိအကြံဖက်စစ်ကောင်းစီတက်စကန်ကိုဝင်းရောက်တိုက်ခိုက်ခဲ့ရာစစ်သား2ဦးသေဆုံးပြီး2ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ချို့တူမေလ24ရက်နေ့နနက်8:40မိနစ်တွင်လဲဘကူးမြို့နယ်ဘောနက်ကြီးစောင်းတူတိုက်ကြီးမိုင်း 50လမ်းပိုင်းတနေရာကိုစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ကိုကြားပြတ်တိုက်ခိုက်ခဲ့ရာပြူစောတိအဖွဲ့ဤဒုတက်စိတ်မှုအပါဝင်၄ဦးသေဆုံးပြီး M1 ကပိုင်အမျိုးအစားတပ်နက်နှစ်လက်သိမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပဲခူးခရိုင်တပ်ရင်းအမှတ်3901တပ်ခွဲ3ရွှေချောင်းတပ်ခွဲမှရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထူးကဲမရှိပြန်လည်စုခွာနိုင်ခဲ့ကြောင်း လက်ရှိတွင်တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက်ကိုစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ကျွန်တော်တို့မှာအရေးပေါ်ကြီးလိုအပ်ချက်တွေရှိနေပါတယ်။ကျွန်တော်တို့ခွန်အားရှိသလောက်ရင်းစရာရှိတာအကုန်ရင်းပြီးစူးစမ်းနေပါတယ်။အခုချိန်မှာကျွန်တော်တို့ကိုနေသူနေသားတွေအားလုံးဝိုင်းဝန်းကူညီပံ့ပိုးစေချင်ပါတယ်။ကျွန်တော်တို့အိမ်ပြန်လမ်းတွေနှီးတဲ့နှီးလာပြီးမှကျွန်တော်တို့နဲ့အတူတူ တမိုင်းမှတ်တိုင်တစ်ခုစိုက်ထူပေးကြဖို့တိုက်တွန်းခြင်းပါတယ်ဟုဘကိုးခရိုင်တရင်အမှတ်3901တက်ခွဲရွှေချောင်းတက်ခွဲမှအကြောင်းရင်းရှိသူတို့ကပြောဆိုပါတယ်လက်ရှိတိုက်ပွဲများမှာရန်ကုန်မြို့နယ်မိုင်60ပတ်လည်အတွင်းရောက်ရှိလာနေပြီးတော်လန်ရေးတပ်များကနေရာပေါင်းစုံပြန့်ကျက်ကစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်လျက်ရှိကြောင်းသိရပါတယ်ဆလပီမကွေးထောင်တွင်နိုင်ငံရေးအကျဉ်းသား200ကျော်ကို တိုက်ပိတ်ထားပြီးစေကူတော်ခွင့်ပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကွေးထောင်တွင်နိုင်ငံရေးအကျဉ်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူတော်ခွင့်ပိတ်ပင်ထားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ PPNM မှဗဟိုဦးဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကသတင်းဌာနသို့ပြောကြားပါတယ်။ 2025ခုနှစ်ဧပြီလ23ရက်နေ့မကွေးအကျဉ်းထောင်ရှိတွင် local PDF အဖွဲ့များနှင့်စစ်ကောင်စီလက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးသည့်အကျဉ်းထောင်အတွင်၌လည်းအကျဉ်းဦးစီးဝင်တန်းများနှင့်အကျဉ်းသားများကြားတင်မာမှုနှင့်ထိတွေ့မှုဖြစ်ပွားခဲ့ပြီးနောက်မကွေးအကျဉ်းထောင်တွင်နိုင်ငံရေးအကျဉ်းသား200ကျော်ကိုတိုက်ပိတ်ထားပြီးစေကူသားခွင့်များပိတ်ပင်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ခံမတရားပါတယ်။မကွေးအကျဉ်းထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေကိုအပြင်က PDF တွေနဲ့ဆက်သွယ်မှုမှာပါဝင်ခဲ့တဲ့ဒီထောင်တွင်းဖြစ်စဉ်ပြင်ပမှာတိုက်ခိုက်တဲ့တိုက်ပွဲထောင်တွင်းမှာဖြစ်ခဲ့တဲ့အထီးကယုံထိတ်တိုက်တွေ့ဆုံမှုတွေမှာပါဝင်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးအကျဉ်းသား200ကျော်လောက်ကိုစစ်ဆေးပြီးတိုက်ပိတ်ထားတာရှိပါတယ်။စစ်ဆေးတဲ့အချိန်မှာလည်းပုံမှန်စစ်ဆေးတာမျိုးမဟုတ်ဘဲနဲ့ရိုင်းနှက်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ် ထောင်တွင်းရဲ့ထိတွေ့မှုအတွင်မှလည်းအနည်းဆုံးနိုင်ငံရေးအကျဉ်းသားနှစ်ဦးသေဆုံးခဲ့ရသလိုထိခိုက်ဒဏ်ရာရသူတွေလည်းရှိပါတယ်။ဒီနှစ်ဦးကိုပြစ်ခတ်ခဲ့တဲ့တာဝန်ရှိသူတွေကလည်းဘာမှအရေးယူခံရခြင်းမရှိပါဘူးဟုမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှာဗဟိုဦးဆောင်ကော်မတီဝင်ခိုတိုက်ထွန်းဦးကသတင်းဌာနသို့ပြောကြားပါတယ်။တိုက်ပွဲဖြစ်ပွားသည့်ကိစ္စတွင်နိုင်ငံရေးအကျဉ်းသားများပါဝင်သည်ဟုထောင်အာဏာပိုင်များကစွပ်စွဲပြီးနောက်နိုင်ငံရေးအကျဉ်းသား၄၀၀ကျော်ကို မြေပြင်ပေါ်တွင်ဝင်းရောက်မှောက်ခိုင်းကချောင်းအနာပိုင်းများရိုင်းနိုင်ခဲ့ကြောင်းရိုင်းနိုင်ခဲ့မှုများကြောင့်နိုင်ငံရေးအကျဉ်းသားများရိုင်းနိုင်ခံရသည့်ဒဏ်ရာများနှင့်ဌာနဒဏ်ရာများရရှိခဲ့ကြကြောင်းသိရပါသည်။မကွေးထောင်တွင်မတရားပုံမှများဖြင့်ဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားဦးဝင်းဝင်းနှင့်ကိုဖြိုးတို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများသည့်ဆိုးဆိုးဝါးဝါးရိုင်းနိုင်ခံခဲ့ရပြီးအသက်အန္တရာယ်စိုးရိမ်ရသည့်အခြေအနေရှိနေကြောင်း PPNM ထံမှသိရပါသည်။ ထို့ပြင်အကျဉ်းထောင်ထောင်အာဏာပိုင်များကရိုင်းနှံမှုများပြုလုပ်ခဲ့သည့် အပြင်စေကူတာခွင့်ကိုလည်းပိတ်ပင်ထားပြီးလက်ရှိတွင်နိုင်ငံရေးအကျဉ်းသား200ကျော်သည့်ထောင်အာဏာပိုင်များ၏ဆွဆွဲမှုများဖြင့်တိုက်ပိတ်ခံထားရသည်မှာတလကျော်ကြာမြင့်ပြီးဖြစ်ကြောင်း တိုက်ပွဲဖြစ်စဉ်ဖြစ်ပွားသည့်အချိန်မှစ၍လက်ရှိအချိန်အထိမကွေးအကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားများသည်ရေးသံများမရရှိပဲတောက်ရည်များကိုဈေးကြီးပေးဝယ်နေကြရကအခန်းတွင်းမှအိမ်သားရေးများဖြင့်သာရေးချိုးနေကြရကြောင်းသိရပါသည်။သူတို့ရဲ့ကြိုးတော်မှုသူတို့ရဲ့ပြစ်ခတ်မှုနဲ့ပတ်သက်မှုမှာတာဝန်ခံယူမှုတာဝန်ယူမှုတစ်ခုမှပြုလုပ်ခံရတာမျိုးမတွေ့ပါဘူး။ပြောရမယ်ဆိုလို့ရှိရင်အာနာသိန်းကာလာမှာလူသက်ခွင့်ကိုပေါ်ပေါ်နေတဲ့ကိုမှသူတို့အသုံးပြုနေတယ်။လူသက်ခွင့်ကိုရရှိထားတဲ့လူတွေပမာ နိုင်ငံရေးအကျဉ်းသားတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ဖိနှိပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့လေအကျဉ်းထောင်ထဲမှာရိုင်းနှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေဟာအခုအချိန်ထိပါဆယ်အဖြတ်ခံထားရတာတွေ၊ဒဏ်ရာရရှိတာတွေဒီဟာတွေအပေါ်မှာလည်းလုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတာ တိုက်ပိတ်ပြစ်ဒဏ်ကိုအဆောင်ပြချက်မဲ့မတရားသဖြင့်အပြစ်ပေးခံရတာတွေကိုတော့ပြည်သူလူထုတွေအနေနဲ့အများများသိရှိနားလည်ပြီးမှအကျဉ်းထောင်ထဲမှာရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအရေးပို့ပြီးမှအာရုံစိုက်ဖို့ကျူးလွန်ခဲ့တဲ့သူတွေကိုအရေးယူနိုင်ရေးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့အကျဉ်းဦးစီးဝန်တန်းတွေနဲ့ဆက်ဆံတာတွေခင်မင်မှုတွေရှိခဲ့ရင်လည်းလူမှုရေးပြစ်ဒဏ်အရာဒီအကျဉ်းဦးစီးဌာနမှာရှိတဲ့လူတွေကိုလူမှုရေးပြစ်ဒဏ်အဖြစ်ဆက်ဆံမှုတွေကိုဖျက်တောက်ကြဖို့ပြောချင်တယ် နိုင်ငံတကာအဖွဲ့တွေအနေနဲ့လည်းအကျဉ်းထောင်အရေးကိုပို့ပြီးမှအာယုံစိုက်ကြည့်ပေးကြဖို့လိုအပ်တဲ့ကူညီဆောင်ရှားမှုတွေပေးကြဖို့တပါးတည်းပြောချင်ပါတယ်ဟုခိုတိုက်ထွန်းဦးကပြောကြားပါတယ်။နိုင်ငံရေးအကျဉ်းသားများအပေါ်မကွေးအကျဉ်းထောင်အာဏာပိုင်များ၏တရားမဲ့စွာပြုလုပ်နေမှုများသည်လူအခွင့်အရေးကိုပေါ်ပေါ်တင်တင်ချိုးပေါက်နေခြင်းဖြစ်ပြီးလူသားတအုပ်၏အခြေခံရပိုင်ခွင့်များကိုကျူးလွန်နေသည့်ထောင်အာဏာပိုင်များအနေဖြင့်မိမိတို့ပြုလုပ်ခဲ့သည့်များကိုအပြည့်အဝတာဝန်ယူရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်အနေဖြင့်စုံစမ်းမှုများပြုလုပ်ကကျွလွန်သူများကိုဖော်ထုတ်အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း PPNM ကတတိပေးထားပါတယ်။ဆလပီထိထတက်စကန်မသိနိုင်မှာကနေမီပြန်အခြေချရန်ခဲ့ခဲ့ပြီးထိုင်းနိုင်ငံအပေါ်ပုံမီခိုရနိုင်၍ရအောင်တိုက်ရန်ဆုံးဖြတ်ခဲ့ဟု KNU တက်မဟာလီပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ချိုင်းမြန်မာနယ်စပ်နှင့်နီးစပ်ပြီးဒေသတွင်းအရေးပါတီစစ်ကောင်စီ၏ထိထားပြူဟာစခန်းကို မသိမ်းပိုင်နိုင်ပါကနေပြည်တော်အတွင်းပြည်လေအခြေချရန်ပိုခတ်ခဲနိုင်သလိုထိုင်းနိုင်ငံအပေါ်ပုံမှုမိခိုရနိုင်၍ရအောင်သိမ်းပိုင်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်ဟုခရင်အမျိုးသားအစည်းအရုံး KNU ချက်မဟာလေးဒိတ်တဝဲခရိုင်တွင်ရေမှုပရိုဆောအင်နာကပြောပါတယ် ထီရခောမေသမီးထာတက်စကန်သိမ့်ပိုက်ရရှိမှုအကြောင်းနှင့်တမဟာလေးဤစီရေးအခြေအနေများအကြောင်းကိုပရိုဆောအင်နာကရှင်းလင်းပြောကြားရာအထက်ပါအတိုင်းပြောကြားခြင်းဖြစ်ပါသည်မေတ္တမီထာစခန်းကိုပြန်လည်တိုက်ခိုက်ရာတွင်တမဟာခရိုင်များ၏ဌာနဆိုင်ရာတွင်အားလုံးကစီစီလုံးလုံးနဲ့လှုံ့ဆော်ခဲ့ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ခောက်ခွဲရေးဝန်ကြီးဌာနပြည်သူ့ကောက်ခွဲရေးတမတော် PDF တပ်ရင်းများအပါအဝင်အခြားမဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များဒရုန်းအဖွဲ့များနဲ့အတူပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းပြောပါရယ် ဒီစစ်စင်ရေးကိုတက်မဟာလေးပြူဟာမှုဘုံမူကြီးစော်လင်သိန်းကဦးဆောင်ပြီးသူ့ရဲ့လက်အောက်မှာရှိတဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်လေးများစွာနဲ့ပူးပေါင်းလှုပ်ဆောင်ကြတယ်။ကျွန်တော်ရဲ့အတွေ့အကြုံအရဒီစစ်စင်ရေးမှာတာဝန်ထမ်းဆောင်နေကြတဲ့ကျွန်တော်တို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့အတူပြည်သူလူထုတွေအမျိုးသမီးတွေများစွာပူးပေါင်းပါဝင်လာတာတွေ့ရပါတယ်။ တိုက်ပွဲကတခြားတိုက်ပွဲလိုမဟုတ်ဘူး။ခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်ဖွဲ့တဲ့တိုက်ရိုက်ဦးဆောင်တာမျိုးမဟုတ်ပဲအားလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့နားလည်မှုကနေတဆင်းတခုကြီးသောခေါင်းဆောင်မှုအောက်ကနေသွားတာဖြစ်တယ်ဟုပရိုဆောအင်နာကပြောပါတယ်။တက်မဟာလေးပြူဟောင်မှုက၎င်း၏ဦးဆောင်မှုအောက်ရှိစစ်ဘက်ဆိုင်ရာခေါင်းဆောင်များကိုနေရာကဏ္ဍအလိုက်အလုံးပိုင်ခွင့်ပေးထားတဲ့ကဲ့သို့တဦးချင်းဖြစ်စေအမျိုးသမီးဖြစ်စေတက်နိုင်သည့်ဘက်ကဝိုင်းဝန်းပါဝင်လှုပ်ဆောင်မှုကိုအားပေးထောက်ခံခဲ့သည်ဟုခရိုင်အတွင်းရေးမှူးကရှင်းပြပါတယ်။ ကြီးကြစကန်းသိန်းတိုက်ပွဲမှာအများစုကတော့ကျွန်တော်တို့တိုက်လို့ရမှာမဟုတ်ဘူးလို့မြင်ကြတယ်။ဘူဟာစကန်းဖြစ်တဲ့အတွက်ရန်သူဘက်ကစစ်ကူတွေအများကြီးတုံးနေ။ကျွန်တော်တို့ဘက်ကတိုက်လို့မရရင်ခေါင်းဆောင်မှုပိုင်းမှာထိခိုက်မှုများစွာရှိလာနိုင်တယ်။ဘလို့ပဲဖြစ်ဖြစ်အောက်မှာရှိတဲ့ရဲဘော်တွေကစိတ်အားထက်သန်ကြတယ်။ကြီးကြစကန်းကိုမသိမ်းပိုင်နိုင်ခဲ့ရင် ကျွန်တော်တို့ရဲ့နယ်မြေကိုပြန်လည်အခြေချဖို့ကအပူခက်ခဲသွားမယ်။ဒါပြင်ဒိဋ္ဌဇကန်းကနေဆက်နဲ့ဤတဲ့အတွက်ထိုင်းနိုင်ငံကိုမိခိုမှုပိုများလာမယ်။ဒါကြောင့်ကျွန်တော်တို့အားလုံးတိုင်ပင်ဆုံးဖြတ်ပြီးစကန်းသိမ့်ဖို့ရရဲဝုံဝဆီစီလုံးလုံးနဲ့လှုပ်ဆောင်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုပရိုဆောအင်နာကပြောပါတယ်။ဒိဋ္ဌဇကန်းကိုဧပြီ12ရက်တွင်စတင်တိုက်ခိုက်ခဲ့ရာတိုက်ပွဲရှိရမြောက်နေ့ဧပြီ19ရက်ညနေပိုင်းတွင်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိတာစကန်တိန်တိုက်ပွဲအတွင်းစစ်ကောင်စီက၄ချောင်းပြစ်ကူ၁၈ချိန်ပြုလုပ်ခဲ့ပြီး၄ချောင်းမှစစ်ကူအင်အားဖြည့်တင်းမှုလှုပ်ဆောင်ခဲ့တယ်ဟုဆိုပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲဘော်တွေအပြင်အခြားပူးပေါင်းပါဝင်သူတွေအားလုံးကတော့ဓာတွေကိုသူတို့အတွက်အတားအဆီးတစ်ခုလိုသဘောမထားဘူးသူတို့လှုပ်ဆရာရှိတာကိုပဲလှုပ်ဆောင်ကြတယ်ဒါကြောင့်အချိန်တို့အတွင်းမှာပဲကျွန်တော်တို့အောင်မြင်မှုကိုရရှိခဲ့တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့မြိတ်တဝဲခရိုင်တက်မဟာလေးကိုစစ်ဘက်ဆိုင်ရာမှာအားနေတယ်လို့မြင်နေကြပေမဲ့လည်းကျွန်တော်ရဲ့အတွေ့အကြုံဖြတ်သန်းမှုအရကျွန်တော်တို့တက်မဟာလေးရဲ့ခေါင်းဆောင်တွေနဲ့စစ်သည်တွေအားလုံးကအရေးအချင်းအပြေအဝရှိကြတယ်ဟုပရိုဆောအင်နာကပြောပါတယ် KNU တပ်မဟာလေးပူပေါင်းတပ်ဖွဲ့သည်ထိထစကန်သိမ်းပိုက်ပြီးနောက်နေဆက်ကုံသွေးရေးစခန်းထီခီတက်စခန်းကိုမေလ9ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်စစ်တပ်တခုနှင့်တခုကဦးစီးဦးဆောင်မှုနှင့်လှုပ်ဆောင်မှုမတူညီကြဘူးကျွန်တော်တို့အ धिक ထပ်မံဖြည့်ဆွက်လှုပ်ဆောင်ရမှာကခေါင်းဆောင်မှုအပိုင်းနှင့်တပ်ပိုင်းဆိုင်ရာစီးလုံးညီညွတ်မှုပဲဖြစ်ပါတယ် ကျွန်တော်တို့ရှေ့ဆက်သွားဖို့အတွက်လည်းစီရေးနဲ့နိုင်ငံရေးနှစ်ခုစလုံးမှာအစီအစဉ်အတိအကျရှိတယ်။ကျွန်တော်တို့ချမှတ်ထားတဲ့အစီအစဉ်အတိုင်းသွားမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေအလုံးကအလုံးရဲ့ပူပေါင်းပါဝင်မှုနဲ့ခေါင်းဆောင်တွေရဲ့သဘောတူညီမှုပါဝင်တဲ့အတွက်အကန့်ညီမှုအရှိဆုံးဖြစ်တယ်ဟုပရိုဆောအင်နာကပြောပါတယ်။ စီအေးဤမှန်ချက်အမြန်ဆုံးပြေဝနိုင်ရေးမှာငွေကြေးအပါအဝင်အခြားထောက်ပံ့မှုများဖြည့်စွက်ထောက်ပံ့ပေးရမည်ဖြစ်ပြီးအကြံပေးခြင်းအင်အားဖြင့်ပူးပေါင်းပါဝင်ခြင်းများအမှန်တကယ်လိုအပ်သည်ဟုလည်းဖရိုဇောအင်နာကပြောပါရယ်။နေတဝဲခရိုင်ဟာဆိုရင်ထိုင်းနယ်စပ်နဲ့အများဆုံးအရှိဆုံးထိစပ်နေတဲ့နေရာဖြစ်ပြီးအရှိတောင်အာရှအနောက်နိုင်ငံတွေအပြင် အရှိအလယ်ပိုင်းရဲ့စီးပွားရေးလမ်းမပေါ်မှာရှိတာဖြစ်တယ်။ဒါကြောင့်ကော်တူလေးတီထောင်ရမှာဒီနယ်မြေဟာကော်တူလေးအုပ်ချုပ်မှုနယ်မြေအတွင်းမှာရှိရင်စီးပွားရေးဆိုင်ရာအကျိုးမြတ်တွေနဲ့ကျွန်တော်တို့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုံ့ဆော်ရမှာကြီးမားတဲ့အားသာချက်ကြီးတစ်ခုဖြစ်လာမှာဖြစ်တယ်ဟုလည်းပရိုဆောအင်နာကတက်မဟာလီနယ်မြေဤအရေးပါမှုကိုရှင်းပြပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်းလန်းချမ်းမြေကြပါစေရှင်။